်မင်္ဂလာပါအခုလက်ရှိအမေရိကန်နိုင်ငံရဲ့နိုင်ငံရေးစီးပွားရေးနဲ့ကမ္ဘာအရေးအဖက်ဖက်မှာအပြောင်းအလဲတွေအများကြီးဖြစ်ပေါ်နေတယ်သမ္မတထရမ့်ကတရားဝင်သူ့ရဲ့သမ္မတယာရူကိုလွှဲပြောင်းယူပြီးတဲ့အချိန်အားစပြီးတော့လွန်ခဲ့တဲ့ဒီခုနှစ်ပတ်အတွင်းမှာနိုင်ငံရေးစီးပွားရေးနယ်ပယ်မှာအပြောင်းအလဲတွေအများကြီးဖြစ်ခဲ့ပြီးတော့ဒီအဖြစ်ပျက်တွေရဲ့နောက်ဆက်တွဲပြဿနာတွေကြောင့်အမေရိကန်မှာဆိုရင်စီးပွားရေးမှာတော်တော်လေးကိုမကောင်းတဲ့ negative တက်ရောက်မှုတွေရှိခဲ့ပါတယ်။ stock ဈေးတွေကလည်းတအားပြုတ်ကျခဲ့ပြီးတော့ ဒေါ်လာ trillions နဲ့ချီတဲ့ငွေကြေးပမာဏကတခါတည်း stock market ကနေမှနေချင်းညာချင်းပြောက်သွားတယ်။စီးပွားရေးပညာရှင်တော်တော်များများကတော့ American စီးပွားရေးပြိုလဲနိုင်တယ်။ recession ဖြစ်နိုင်တဲ့အခွင့်အရေးတွေပိုပြီးတော့များလာတယ်ဆိုပြီးတော့သုံးသပ်ကြပါတယ်။အဲ့ဒါကြောင့်မလို့ဒီနေ့ဗီဒီယိုမှာဘယ်အချက်တွေကဒီလိုမျိုးဖြစ်စေတာလဲ။အခုလိုမျိုးဖက်ဖက်ကမတည်ငြိမ်တဲ့အခြေအနေမှာ မိမိကိုယ်ကိုကာကွယ်ဖို့နဲ့မိမိရဲ့မိသားစုကိုဘယ်လိုမျိုးကာကွယ်မှုတွေပြုလုပ်ထားသင့်လဲဆိုတာကိုကျွန်မဒီနေ့မျှဝေပေးတော့မှာဖြစ်ပါတယ်။ကျွန်မနာမည်ဝင်းမြတ်သူပါ။ကျွန်မကအခုလက်ရှိ American နိုင်ငံ Seattle မြို့မှာနေထိုင်ပြီးတော့အင်ချင်မြေနဲ့ mortgage အကျိုးဆောင်လုပ်ငန်းကိုလုပ်ကင်ပါတယ်။ကျွန်မတို့နေတဲ့ Washington ပြည်နယ်တခုတည်းနေမဟုတ်ပါဘူး။အနေနဲ့ရရက်ကမိတ်ဆွေတွေအတွက်အိမ်အယောင်အဝယ်ချင်းဝေကိစ္စရည်တွေနဲ့ပတ်သက်ပြီးတော့အားလုံးအစီအပြေချုံးမွေအောင်လို့ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။ ပထမဆုံးအနေနဲ့အခုလက်ရှိဖြစ်ပေါ်နေတဲ့ stock ဈေးတွေမတရားထိုးကျပြီးတော့ American ရဲ့ stock market crash ဖြစ်တာနဲ့ပတ်သက်ပြီးတော့ပထမဆုံးရှင်းပြပေးချင်ပါတယ်။အခုလိုမျိုး market crash ကိုဖြစ်စေတဲ့အဓိကအချက်ကနှစ်ချက်ရှိတယ်။ပထမတစ်ချက်ကကြတော့ tariff ပါ။ Trump က နိုင်ငံခြားအနေမှာ US အတွင်းကိုပို့လာတဲ့ twin ကုန်တွေအထူးသဖြင့် Canada, Mexico နဲ့ China ဝင်လာတဲ့ကုန်တွေမှာသူကအခုနေတွင်းမြောက်ခံမယ်ဆိုပြီးတော့ပြောထားတယ်။နောက်ပြီးတော့အခုချိန်မှာဆိုရင် American နိုင်ငံရဲ့ National Debt လို့ခေါ်မှာပေါ့။ဒီတနိုင်ငံလုံးရဲ့အကျွေးပေါ့နော်။သူက36.22 trillion ဆိုတော့အရင်များပြားတဲ့ပမာဏရှိတယ်။ဒီအချက်တွေကြောင့်ဒီသမိုင်းဝင်အချက်လက်တွေကိုကြည့်မယ်ဆိုရင်အခုလိုမျိုး tariff သတင်းတွေထွက်လာတဲ့ဆိုရင် ်အာ market က stock market crash ကိုဖြစ်စေတာဟိုးရင် historical data တွေကိုကြည့်ရင်သိနိုင်တယ် tariff ရှိခြင်းကစီးပွားရေးအတွက်ကိုမကောင်းတဲ့အကျိုးဆက်တွေကိုပေးနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကုပြည်တွင်းကိုနိုင်ငံခြားကသွင်းလာတဲ့ကုန်ပစ္စည်းတွေအပေါ်မှာအခွင့်အရေးတိုးပြီးတော့ကောက်ခံမယ်ဆိုလို့ရှိရင်ကုန်ပစ္စည်းဈေးတွေကကြီးလာနိုင်တယ်။အဲ့တော့နိုင်ငံတကာကုန်သွယ်မှုမှာထိခိုက်မယ်။ကုန်သွယ်မှုက နည်းသွားတဲ့အခါမှာဒီ P တွင်းကထုတ်ကုန်နေဖြစ်တဲ့ gross domestic production မှာပေါ့နော် GDP ကုန်ထုတ်လုပ်မှုမှာ ပမာဏတွေနည်းပါးသွားမယ်အဲ့အနေမှာတစဉ်စီးပွားပြက်ကက်လို့ခေါ်တဲ့ recession ကိုဦးတည်နိုင်ပါတယ်နောက်ဒုတိယချက်ကကြတော့ American နိုင်ငံမှာအကျွေးတွေအရမ်းများတယ်36 trillion dollars အကျွေးတွေရှိတယ်ဆိုလို့ရှိရင်အခုလိုမျိုးအတိုးနှုန်းတွေမြင့်နေတဲ့အချိန်မှာဒီအကျွေးတွေကိုသူကအတိုးပေးဖို့ကအခက်အခဲတစ်ခုလည်းဖြစ်နေတယ်အဲ့ဒါကြောင့်မလို့ ဒီမှာ recession ဖြစ်ပြီးတော့စီးပွားရေးပြိုလဲပြီးတော့အတုံးနှုံးတွေ short ချသွားမယ်ဆိုလို့ရှိရင် American ဆိုရအနေနဲ့တခြားသူ့ရဲ့အကျွေးရှင်တွေကိုအတိုးပေးရမှုတွေမှာပမာဏနည်းသွားနိုင်တယ်။ဒီချက်တွေက American မှာ recession ဖြစ်ဖို့အတွက်ကိုတွန်းအားတစ်ခုဖြစ်စေတယ်ဆိုရင်လည်းမမှားပါဘူး။ US မှာဟိုးရင်ကလေးကအခုလိုမျိုးနိုင်ငံတကာကုန်သွယ်ရေးထိခိုက်နိုင်တဲ့သတင်းတွေရှိတယ်ဆိုလို့ရှိရင် stock ဈေးကွက်က မငြိမ်မသက်ဖြစ်တယ်ဆိုတာထုံးစံလို့ပဲအခုဆိုရင်လည်းသမရထရမ့်ရဲ့ဒီ tariff နဲ့ပတ်သက်ပြီးတော့ချင်းချောက်မှုတွေကြောင့်ဒီ stock ဈေးကွက်မှာဈေးနှုန်းမတည်ငြိမ်မှုတွေနောက်ပြီးတော့ရင်းနှီးမြှုပ်နှံတဲ့သူတွေကြားမှာလည်းဒီကြောက်လန့်မှုတွေကိုပိုပြီးများလာတာကိုကျမတို့တွေ့ရတယ်ဒီ tariff ရဲ့သတင်းကထွက်တယ်ဆိုတာနဲ့ဒီ stock ဈေးတွေကအရင်ဆုံးကျတာပဲ investor တွေကဒီလိုမတည်ငြိမ်မှုတွေကိုမကြိုက်ဘူးများသောအားဖြင့်တော့ဒီနောက်ပိုင်း tariff တွေကို အချိန်ဆွဲတာမျိုးနောက်ပြီးတော့နှစ်နိုင်ငံကြားစီးပွားရေးတဘောတူစာချုပ်တယ်ဆိုတာမျိုးအဲ့ဒီသတင်းတွေပေါ်မှာပဲဒီဈေးကွက်တွေကပြန်ပြီးတော့တည်ငြိမ်မှုတွေရလာကြတယ်ဒါပေမဲ့အဲ့လိုမဖြစ်ခင်မှာတော့ပထမဆုံးအားလုံးကကြောက်လင့်တကြားနဲ့ရှိတာတွေထုံရောင်းကြတယ် stock market ထဲကနေထွက်ပြီးတော့လက်ထဲမှာ cash တွေကိုခြင်ထားကြတယ်အဲ့ဒါတွေကြောင့်ဈေးနှုန်းကျဆင်းတာကိုကျမတို့အနေနဲ့ကပထမဆုံးတွေ့ရတာဖြစ်ပါတယ် ဒီတစ်ခါ US ကသူ့နိုင်ငံအတွင်းကိုသွင်းပို့လာတဲ့ကုန်ပစ္စည်းတွေကို tariff ပြုလုပ်မယ်လို့ကြေညာတဲ့အထက်မှာ steel တို့ aluminum တို့ပါတယ်။ steel တို့ aluminum တို့ဆိုတာကားတွေထုတ်လုပ်တဲ့အခါမှာ အရန်ကိုအရေးပါတဲ့အရာတွေနောက်ပြီးတော့ကနေဒါဘက်ကနေမှလာတဲ့နှုတ်နဲ့နှုတ်ထွက်ပစ္စည်းတွေဒါတွေကလည်းအခြေခံစားသုံးကုန်တွေဖြစ်တယ်ပြီးတော့ကနေဒါကသွင်းပို့တဲ့ဒီတစ်တွေပေါ့နော်တစ်ထုပ်လုပ်မှုတွေဒါတွေကကြတော့ဒီမှာ US မှာဆောက်လုပ်ရေးတွေမှာအဓိကအခြေခံကြတဲ့ပစ္စည်းတွေဖြစ်တယ်ဒီပစ္စည်းတွေမှာ tariff လုပ်မယ်ဆိုလို့ရှိရင်သူတို့ရဲ့ဈေးနှုန်းတွေကပိုပြီးတော့မြင့်မားသွားလိမ့်မယ်အဲ့ခါကျလို့ရှိရင်ပြည်တွင်းမှာ inflation ဖြစ်လာနိုင်တယ်တစ်ဖက်ကလည်းဒီ American ကိုပြန်ပြီးတော့ လက်စားချေတဲ့အနေနဲ့ retaliation သဘောနဲ့ပေါ့နော်ဒီ US ကနေမှသူတို့နိုင်ငံအတွင်းကိုတင်ပို့တဲ့ကုန်ပစ္စည်းတွေမှာလည်းသူတို့က tariff တွေပြန်ပြီးကောက်ကြလိမ့်မယ်ကနေဒါဘက်ကဆိုလို့ရှိရင် US ကနေသူတို့ရှီကိုတင်ပို့တဲ့ electronic ပစ္စည်းတွေ electricity အဲ့လို electronic နဲ့ပတ်သက်တဲ့ပစ္စည်းတွေမှာသူတို့ကအခွင့်အရေးတိုးကောက်မယ်လို့ပြောတယ် China ကဆိုလို့ရှိရင်လည်း American နေမှာတင်ပို့တဲ့ဒီစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ products တွေမှာပေါ့နော်အခွင့်အရေးတိုးပြီးကောက်မယ်ဆိုပြီးတော့ပြောတာဒီအချက်တွေကလည်း ဒီတကယ့်ကိုအာ inflation ကိုဖြစ်စေနိုင်တဲ့ချက်တွေပါ။ဘာကြောင့်လဲဆိုတော့ဒီလိုမျိုးသူတို့ဘက်ကအခုနေတိုးကောက်တဲ့အခါမှာသူတို့ရှိရလူတွေကလည်း US ကပစ္စည်းတွေကိုအာသူတို့ရှိကိုတင်ပို့လို့ kait မှာမဟုတ်တော့ဘူး။အဲ့ခါကျရင်ပြည်တွင်းမှာထုတ်လုပ်မှုတွေညှော်နေလာမယ် GDP တွေပို့ပြီးတော့လဲသွားမယ်။အဲ့ခါကျရင်ပြည်တွင်းမှာအလုံအကိုင်းရှားပါမှုတွေလည်းဖြစ်လာနိုင်တယ်။အဲ့ဒါကြောင့်မလို့တဲ့ ီလိုမျိုးမငြိမ်သက်မှုတွေနဲ့ဒီနိုင်ငံတွေအပြန်အလှန်ပေါ့နော် tariff တယောက်နဲ့တယောက်လုပ်မယ်လို့ပြောတယ်ဆိုတာကဒီပြည်တွင်းမှာရောခိုးဘက်နိုင်ငံဘက်မှာရောမကောင်းတဲ့အဆိုးကျိုးတွေအများကြီးဖြစ်လာစေနိုင်တယ်။တချို့ market ကျွမ်းကျင်တဲ့သူတွေကဘယ်လိုမျိုး theory တွေထုတ်ကြလဲဆိုလို့ရှိရင် Trump ကအခုလိုမျိုးအ market crash ဖြစ်အောင်လို့တမင်တကာကိုလုပ်တယ်လို့သူတို့ကအာဆွဆွဲကြတယ်။ဘာလို့အဲ့လိုလုပ်တာလဲဆိုတော့အခုလိုမျိုး tariff တွေနဲ့ချင်းချောက်ပြီးတော့ market ကို crash ဖြစ်အောင်လို့သူကလုပ်နိုင်တယ်ဆိုလို့ရှိရင် US မှာ recession ဖြစ်မယ်။ဒါဆိုလို့ရှိရင် Federal Reserve အနေနဲ့ကလည်းအတွန်းနှုန်းတွေကိုချပေးဖို့အတွက်တွန်းအားတစ်ခုဖြစ်လာမယ်လို့အဲ့လိုမျိုးသူကယူဆကြတယ်။အပါလို့လဲဆိုတော့ US မှာအခုဆိုလို့ရှိရင်36 trillion ဆိုတော့အရင်များပြားတဲ့ကျွေးတွေရှိနေတယ်။အာအခုဆိုရင် US ကပထမဆုံးချိန်ပေါ့နော်။ဒီ debt အတွက်ကိုအကျွေးပေးတာပေါ့။ debt payments ကတဲ့ဒီ defense အတွက် အသုံးပြုတာထက်တောင်မှပထမဆုံးချိန်ပေါ့နော် US ရဲ့ယာစုမင်းမှာအများဆုံးဖြစ်မယ်တဲ့အခု2025မှာဆိုလို့ရှိရင် American ရဲ့ဒီ debt 9.2 trillion dollar ကို refinance လုပ်ဖို့ရှိတယ်အဲ့ဒီတည်းကမှ80ရာခိုင်နှုန်းကိုဒီဂျူလာ2025မှာ refinance လုပ်ဖို့လုပ်ကြမှာတကယ်လို့ဒါအစိုးရဘက်ကဘာမှမလုပ်ဘူးဆိုလို့ရှိရင် market ကလည်းဘာမှမပြောင်းလဲဘူးဆိုရင်ဒီ debt က1% more ပို့ပြီးတော့ကုန်ကျစရိတ်များလာနိုင်မယ်တကယ်လို့ဒါအစိုးရဘက်ကဘာမှမလုပ်ဘူးဆိုလို့ရှိရင်တဲ့ ဒီအကျွေးကိုပေးတာအမေရိကန်ကဒေါ်လာဒေါ်လာပြုတ်လို့တိုင်းမှာဒီဟာအတွက်အကျွေးပေးရတဲ့အတွက်1ဒေါ်လာနဲ့56 cents ကိုတဲ့အကျွေးမှာသုံးရမယ်လို့ပြောကြတယ်။အဲ့ဒါကြောင့်မလို့ခုလက်ရှိ government အာဖြစ်တဲ့ Trump နဲ့သူ့ရဲ့ administration အတွက်ကခုလိုမျိုးတိုးနှုံးတွေကို short ချဖို့ဟာသူတို့အတွက်တကယ်ကိုအရေးကြီးတဲ့အခန်းကဏ္ဍမှာရှိရဲလို့ပြောလို့ရတယ်။ ။နောက်တစ်ချက်ကကြတော့အခုလိုမျိုး market crash ဖြစ်မယ်။အာ stock ဈေးတွေ၊အင်ချင်ကြီးဈေးတွေထိုးကြမယ်ဆိုလို့ရှိရင်နဲ့ now middle class american တွေအတွက်ကလည်းဒီပစ္စည်းတွေကိုတတတတနဲ့သူတို့ဝင်နိုင်မယ်လို့လည်းဒီတချို့ကအာဆိုကြတယ်။နောက်ထပ်တစ်ဖက်ကကြပြန်တော့လေဒီပထမပြောခဲ့တဲ့ theory ကမဟုတ်ဘူးပေါ့နော်။အာသူတို့ကဘလို့ထင်လဲဆိုတော့အာ Trump ရဲ့ဒီ tariff ဆိုတာအမှန်တကယ်တော့သူကသူလိုချင်တဲ့ policy ကိုရအောင်လို့တခြားနိုင်ငံတွေကိုသူလှမ်းမှုလို့ရအောင်လို့တသက် အာချင်းချောက်တာပြီးတော့သူလိုချင်တဲ့ negotiation ပေါ့နော်ပါဝါရအောင်လို့တခြားနိုင်ငံတွေကိုတတ်တတ်သူက၆လှန့်တဲ့သဘောမျိုးလိုပဲဆိုရယ်အာအစပိုင်းကသူသတ်မှတ်ထားတဲ့အာဘယ်ပစ္စည်းကိုတော့ဘလောက်လုတ်ပါမယ်ဆိုရယ် initial amount ထက်စာလို့ရှိရင်ပေါ့နော်အများကြီး ਨੇ ပါတဲ့ amount ဒါမှမဟုတ်လို့ရှိရင်ဒီ tariff ကိုသူက extension လုတ်ပြီးတော့အချိန်ရွှေ့တာမျိုးပြီးလုတ်တဲ့ပမာဏတွေနဲတာမျိုးပြီးတချို့ကုန်ပစ္စည်းတွေကိုပဲရွေးချယ်ပြီးတော့ပြုတ်လုပ်တာမျိုးဒါမျိုးတွေပဲလုတ်ကောင်းလုတ်နိုင်နေဆိုပြီးတော့လေ အာတချို့ပညာရှင်တွေကသူတို့ရဲ့ theory တွေကိုမျှဝေထားကြပါတယ်တစ်ဆက်တည်းမှာပဲအခုလိုမျိုး tariff တွေဖြစ်တဲ့အာနိုင်ငံရေးမတည်ငြိမ်မှုတွေပြောင်းလဲတွေကြောင့်ဒီ stock market က ဈေးနှုန်းတွေနှိမ့်ကျသွားတယ်ဆိုလို့ရှိရင်ခုချိန်ကအာကျမတို့လို consumer တွေအတွက်ကတော့ဒါ buying opportunity လို့လည်းပြောလို့ရတယ်ခုချိန်ကဝယ်လို့ကောင်းတဲ့ချိန်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီ historical ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဒီလိုမျိုးอ่ะဖြစ်နေကြပဲ cycle တိုင်းမှာဒီ tariff တရေတွေထွက်လာလို့ရှိရင်ဒီလိုမျိုးဈေးတွေကကျသွားတယ်နောက်ပြီးကျလို့ရှိရင်လည်းဒီဈေးနှုန်းတွေကပြန်ပြီးတော့တက်လာတာပဲအချိန်တိုင်းနောက်တစ်ခုထိပေါ့နော်အဲ့ဒါကြောင့်မလို့အခုလိုအချိန်မှာအခွင့်အရေးယူပြီးတော့ကိုကသာအာ ပညာရှိရှိနဲ့ကိုယ့်ရဲ့ investment တွေကိုရင်းနှီးမြှုပ်နှံမှုတွေကိုရွေးချယ်ပြီးလုပ်နိုင်မယ်ဆိုရင်အကျိုးသက်ရောက်မှုတွေအများကြီးရှိနိုင်ပါတယ်။ market decline ဖြစ်တဲ့အခါမှာလည်းအဆင့်အမျိုးမျိုးခွဲခြားထားတယ်။ပထမဆုံးအဆင့်အကျတော့ stock market correction လို့ခေါ်တယ်။ဒီလိုမျိုးဖြစ်တာကတော့ဖြစ်လိဖြစ်တာရှိပါတယ်။သူက16လကိုတစ်ချိန်ဖြစ်တယ်ပေါ့။အဲ့လိုမျိုးဖြစ်တဲ့အခါမှာလည်းအာကျမတို့ကဒီသမိုင်းအချက်လက်တွေကိုကြည့်မယ်ဆိုလို့ရှိရင်တခါဖြစ်လို့ရှိရင်ဖြတ်ဖြတ်အားဖြင့်ပေါ့နော်။ ဒီလို stock market correction တခါဖြစ်လို့ရှိရင်15.6ရာခိုင်နှုန်းအထိပေါ့နော်ဖြင်းမြဈေးနှုန်းကျသွားတာမျိုးတွေ့ရတယ်အဲ့လိုကျတဲ့အခါမှာလည်းဖြင်းမြအားဖြင့်82ရက်လောက်ကျတယ်လို့ဆိုပါတယ် now ဆရာကြတော့ bear market လို့ခေါ်တယ်အဲ့ဒီ bear market အနေထားမှာဆိုရင်ဈေးတွေကအကျအောပဲဥတည်နေတာကိုပြောတာအဲ့ဒီအစ်စ်မှာဆိုရင်တော့အနည်းဆုံး20ရာခိုင်နှုန်းပေါ့နော်သူ့ရဲ့အမြင့်ဆုံးကနေမှ20ရာခိုင်နှုန်းအထိကျသွားတယ် အာပုံမှန်ဆိုလို့ရှင်တော့သူ့ကို9နှစ်ကနေ10နှစ်မှာတခါတွေ့ရတယ်လို့ historical data တွေအရသိရတယ်။နောက်ပြီးတော့အခုလိုမျိုး bear market မှာဆိုလို့ရှင်ねအာဖြန်းမြပေါ့နော် stock ဈေးတွေဘယ်လောက်ထိကျလဲဆိုရင်33ရာခိုင်နှုန်းလောက်ထိကျပြီးတော့တဲ့အာအချိန်စကားတော့363ရာလောက်ကျတယ်ပေါ့နော်ဒါဆိုတနှစ်နီးပါးလောက်အတွင်းမှာအဲ့လောက်ထိအာ stock ဈေးတွေကကျတယ်ဘဲမားကတ်မှာဆိုရင်နောက်တစ်ဆင့်အကြတော့ ူထပ်ပိုဆိုးသွားပြီးသူ့ကို stock market collapse ဖြစ်တယ်လို့ခေါ်တယ်။သူကဈေးနှုန်းတွေက40%အထိပေါ့နော်အမြင့်ဆုံးကနေမှကျမယ်။ပြီးတော့ entire market တစ်ခုလုံးမှရှိတဲ့ဒီပစ္စည်းတွေအကုန်လုံးကျတာပေါ့။ဆိုတော့ covid တုန်းကဖြစ်တယ်လို့မျိုးပေါ့။အဲပြီးလို့ရှိရင်ねဒီလိုမျိုးဖြစ်တာကတော့သိပြီးတော့မကြခဏမတွေ့ရဘူး။တမိုင်းအချက်အလက်တွေကိုကြည့်မယ်ဆိုလို့ရှိရင်နှစ်ပေါင်း120မှာမှ3ငါပဲတွေ့ခဲ့ရဘူးလေ။အဲ့ဒါကြောင့်မလို့ကျမတို့ကအခုလိုမျိုး း stock ဈေးတွေ market ကျတယ်ဆိုလို့ရှိရင်ဘာကြောင့်ဖြစ်တာလဲ market correction ပဲဖြစ်တာလားဒါမှမဟုတ် bear market ထဲကိုဝင်နေပြီလားဒါမှမဟုတ် stock market က collapse ဖြစ်သွားတာလားဆိုပြီးတော့အာသုံးသပ်ရမယ်အဲ့တော့အခုလိုမျိုး market ကကျနေတဲ့အချိန်မှာကိုကကိုကိုဘလို့ကာကွယ်သင့်လဲဆိုတော့အခုလိုမျိုး stock market မှာဈေးတွေကျပြီဆိုတဲ့အချိန်မှာ stock market မှာ invest လုပ်ချင်တဲ့သူတွေအတွက်ကတော့အခွင့်ကောင်းလို့ပြောလို့ရတယ်လူတွေထုံစံဘလို့လဲဆိုတော့ဈေးတွေကျပြီဆိုလို့ရှိရင် ဒီတက်ပို့ကြမှာကိုဆိုပြီးတော့အတင်းထိုးရောက်ကြတယ်ဈေးတွေတက်တဲ့အချိန်မှာကျတော့လေဟာဈေးတွေကအရင်တက်နေတယ်ငါလိုက်မမီတော့ဘူးမိအားနဲ့လိုက်မယ်ဆိုပြီးတော့ဈေးတက်ဈေးနဲ့ဝေးကြတယ်ဒါကလူတွေရဲ့ထုံးစံပေါ့နော် ဒါပေမဲ့ကျမတို့လုပ်ရမှာဈေးတက်တယ်ဆိုလို့ရှိရင်ရောင်းပြီးတော့ဈေးကျတယ်ဆိုရင်ဝယ်ရမှာဒါပေမဲ့ဝယ်တဲ့အခါမှာလည်းဆရာစားလေးခြံပြီးတော့ dollar cost average လို့ခေါ်တာပေါ့နော်ဆရာစားခြံပြီးတော့ဝယ်ရမျိုးပြောတာအဲ့တော့အခုလိုမျိုးဈေးကျနေတဲ့အချိန်မှာအနည်းဆုံးကဘယ်ဈေးဖြစ်မယ်ဆိုတာကိုကျမတို့အနေနဲ့ခန့်မှန်းဖို့ကအရင်ခတ်တယ် market ကသူရဲ့ဒီအနေအဆုံးကိုရောက်ပြီးသွားပြီဆိုရင်တော့မှတော်တော်လေးပြန်တက်ပြီးသွားတော့မှဒါလူတွေကအခုချိန်မှာမတို့ကဘဲမားကတ်ကနေထွက်လာပြီဘူးမားကတ်ကိုဝင်နေပါလားဆိုပြီးတော့တိကြတာ အဲ့ဒါကြောင့်မလို့အခုလိုမျိုးဈေးစကြတဲ့အချိန်ကလေးကကိုကနိုင်တလောက်ကလေးနဲ့အာနည်းနည်းချင်းစီစပြီးဝယ်တင်တယ်တကယ်လို့ S&P 500ကသူ့ရဲ့အမြင့်ဆုံးကနေမှထားပါတော့5%လောက်ကျတယ်ဆိုလို့ရှိရင်ကိုကအဲ့ဒီမှာကို့မှာရှိတဲ့ငွေနဲ့နည်းနည်းလေးဝယ်လိုက်အဲ့ထက်ထက်ကျတယ်ဆိုရင်အချိန်လေးကြည့်ပြီးတော့ထပ်ဝယ်လိုက်ထက်ကျတယ်ဆိုရင်ထပ်ဝယ်လိုက်နဲ့ဒီလိုမျိုးဝယ်သွားမယ်ဆိုလို့ရှိရင် အနည်းဆုံးဈေးကိုမရဘူးဆိုရင်တော့မှကိုယ့်ရဲ့ average ပေါ့နော်ဝယ်ဈေးကိုကြည့်လိုက်မယ်ဆိုရင်ကိုပထမဆုံးစဝယ်တဲ့အချိန်ထက်ဆိုင်တော့အာစဝယ်တဲ့ဈေးထက်ဆိုင်တော့ပိုပြီးနည်းတာကိုတွေ့ရမယ်အဲ့ဒါကြောင့်မလို့ကျမတို့အနေနဲ့အခုလိုမျိုးဈေးကြတဲ့အချိန်မှာတကယ်ကောင်းတဲ့အာအဖို့တန် stock တွေကိုဒီ dollar cost averaging နည်းလမ်းနဲ့ဝယ်သင့်ပါတယ်နောက်ချက်ကကြတော့အခုလိုမျိုး recession ဖြစ်လာနိုင်တဲ့အခြေအနေတွေရှိတဲ့အချိန်မှာကျမတို့အနေနဲ့ good financial habits တွေပေါ့နော်ငွေကြေးနဲ့ပတ်သက်တဲ့အလေးချင်းကောင်းလေးတွေကိုထင်းထင်းထားသင့်တယ်အဲ့တော့ဘာလဲဆိုတော့ကိုယ့်ရဲ့ဒီအလုပ်တွေကိုပို့လောက်ရမယ်ကုန်ကျစရိတ်တွေကိုရှော့ချရမယ်ကိုယ့်ရဲ့အလုပ်မှာအချိန်ပိုရီပေးရဆိုလို့ရှိရင် extra hour ချိန်တွေကိုအလုပ်သွားလုပ်သင့်တယ်ကို့မှာဒုတိယအလုပ်လုပ်ဖို့ခွင့်ရရှိရဆိုရင်အလုပ်တွေကိုကိုကရာတုံးမှာလုပ်ထားသင့်တယ်ဘာလို့လဲဆိုတော့ recession ဖြစ်တဲ့အခါမှာ lay off လုပ်လို့ရှိရင်ကိုလည်းမပါဘူးလို့မပြောနိုင်ဘူးလीကိုလုပ်တဲ့အလုပ်က recession proof ဖြစ်ရလား မဖြစ်ဘူးဆိုလို့ရှိရင်ကို့အနေနဲ့ဘလို့အလုပ်မျိုးတွေကို recession proof ဖြစ်တဲ့အလုပ်မျိုးတွေကိုရှာထားတင်လဲ backup အနေနဲ့ပေါ့နော်အဲ့လိုမျိုးရှိထားနောက်ပြီးတော့မလို့အပ်တဲ့ကုန်ကျစရိတ်တွေခီးတွေသွားဖို့စီစဉ်ထားရဆိုလို့ရှိရင်အာစိတ်ကူးရှိရဆိုလို့ရှိရင်ခီးမသွားသေးပဲစောင့်နေတာမျိုးကိုယ့်ရဲ့အိမ်ကိုပြုပြင်စရာတွေရှိတယ်ဆိုရင်မပြင်သေးပဲနဲ့အခြေအနေကြည့်နေတာမျိုးအစရှိသဖြင့်ကိုယ့်ရဲ့ဒီငွေကြေးနဲ့ပတ်သက်ပြီးတော့အခြေအလေးချိန်ကောင်းလေးတွေကိုအခုချိန်မှာတွေကကြိုတင်ပြီးတော့ပြင်ဆင်ထားတဲ့လေ ောက်တစ်ချက်ကကြတော့ investor တွေအနေနဲ့အောင်ကိုကဈေးကျလို့ invest လုပ်တယ်ခု market က stock market ကဈေးတွေအရင်ကျတယ်ဆိုလို့ရှိရင်ထပ်ပြီးတော့ကျနိုင်သေးတယ်ဆိုတော့ကိုယ်စိတ်ထဲမှာအာပြင်ဆင်ထားဖို့လိုတယ် market ကအနေဆုံးဘယ်အချိန်မှရောက်လဲဆိုတော့ investor တွေအနေနဲ့အရင်ကြောက်လန့်ပြီးတော့ရှိသမျှတွေအကုန်ထုတ်ရအောင်ပြီးတော့ဒီစီးပွားရေးပေါ်တော့ economy ကလုံးဝရမ်းကိုပျက်စီးသွားပြီလို့လူတွေကယုံကြည်အဲ့ဒီအချိန်မှာဒါ market ရဲ့အနေဆုံးပဲအဲ့ဒီနောက်ပိုင်းကျတော့မှ အာတခြားကရတဲ့ဒီသတင်းတွေကောင်းတဲ့သတင်းတွေပုံမူတည်ပြီးတော့လူတွေရဲ့စိတ်ထဲမှာပေါ့နော်ပြန်ပြီးတော့အော် market ကိုယုံကြည်လာတဲ့ရင်းနှီးမြှုပ်နှံမှုတွေပြန်လုပ်လာတယ်အဲ့လိုမျိုးနောက်တစ်ချက်ကကြတော့ရင်းနှီးမြှုပ်နှံမှုပြုလုပ်တဲ့အခါမှာကိုက long term perspective ကိုထားရမယ်ရေရှည်အတွက်စဉ်းစားသင့်တယ် short term မှာဒီ volatile ဖြစ်ပြီးတော့ဈေးနှုန်းအတက်အကျတွေမြင်းမြန်းဆန်ဆန်ဖြစ်တာကိုအတွက်အရေးမကြီးဘူးဒါပေမဲ့ကိုကကိုယ့်ရဲ့ရင်းနှီးမြှုပ်နှံမှုကို20 20 30ကိုယ့်ရဲ့ ်ပင်စင်ယူတဲ့အချိန်အတွက်ကိုရည်ရွယ်ပြီးတော့ရင်းနှီးမြုပ်နှံမှုပြုလုပ်ထားတာမျိုးဆိုလို့ရှိရင်အခုလိုမျိုးရေတိုအတွင်းမှာအတက်အကျပြောင်းလဲလေးတွေမှာကိုကအရင်လှန့်ပြီးတော့အာကိုရဲ့ဒီရင်းနှီးမြုပ်နှံမှုတွေကိုထုတ်ရောင်းတာမျိုးတွေအရင်ကြောက်တာမျိုးတွေမလုပ်သင့်ဘူးနောက်တစ်ခုကကြတော့ရင်းနှီးမြုပ်နှံတဲ့အခါမှာ over confidence ပဲမရှိအောင်တခါတည်ကြလို့ရှိရင်တချို့လူတွေက knowledge တွေအများကြီးတယ်လေအဲ့တော့အရင်အတွေ့အကြုံကြီးရှိတဲ့အရင်နေအသိများတဲ့လူတွေက အမားတွေပို့ပြီးလုံမိတတ်ကြတယ် overthinking လုပ်တာပေါ့နော်စဉ်းစားရတဲ့အရင်များပြီးတော့ခါကြရင်ရှင်းရှင်းလေးကိုပို့ပြီးရှုပ်နေတတ်ကြတယ်ဒါပေမဲ့ကိုကဘာမှသိပြီးတော့အများကြီးမရှိဘူးဒါပေမဲ့ကိုရဲ့စိတ်ထဲမှာငါရဲ့ရင်းနှီးမြှုပ်နှံမှုကိုကဒီလိုမျိုးရေးရှိအတွက်ငါအလုပ်တာအခုလိုမျိုးကြားတဲ့အချိန်မှာ dollar cost average ကိုလုပ်ပြီးတော့ဝယ်မင်းပြီးတော့လို့ရှိရင်ဒီ stock တွေကိုရေးရှိသိမ်းထားမယ်ဝယ်ပြီးလို့ဈေးနဲ့ထက်ကြလို့ရှင်လဲအဲ့ဒါနဲ့ အာအရင်ကြောက်လန့်နေတာမျိုးမဖြစ်ဘူးဒီလိုမျိုးရှင်းရှင်းလေးပဲတွေးမယ်ဆိုလို့ရှိရင်ခုလိုမျိုးအရင် knowledge တွေများပြီးတော့တည်င်းနေအများကြီးလိုက်ဖတ်ပြီးတော့အရင် knowledge ကျော်ဝါနေတဲ့လူတွေထက်တောင်မှကိုယ့်ရဲ့လောရက်တွေကပို့ပြီးတော့မှန်နိုင်ပါတယ်ကျမတို့အနေနဲ့ဒီတမိုင်းဝင်အချက်လက်တွေကိုပြန်ပြီးတော့လေ့လာမယ်ဆိုလို့ရှိရင် S&P 500 index ပေါ့နော်ဒီ US မှာ stock ပေါင်းအခု900ပါတဲ့ S&P 500 index market ကိုတိုက်တာမယ်ဆိုရင်များသောအားဖြင့်သူ့ကိုကြည့်ကြတယ်ဒီ index က 1920ရာနှစ်မှာအခုအထိကာလအတွင်းမှာသူ5% pullback ဖြစ်တာတစ်နှစ်မှာ3ငါးတီတီရှိခဲ့တယ်။အဲ့ဒါကြောင့်မလို့ market ကနည်းနည်းလေးအ pullback ဖြစ်တာနဲ့ကိုကအရင်ကြောက်နေစရာမလို့နောက်ပြီးတော့ဒီ S&P 500ရဲ့အကောင်းဆုံးရက်တရပေါ့နော်လွန်ခဲ့တဲ့နှစ်20အတွင်းမှာကြည့်မယ်ဆိုလို့ရှိရင် bear market အတွင်းမှာသူ့ရဲ့အကောင်းဆုံးနေ့တွေကရှိတယ်ပြီးလို့ရှိရင်ဒီနောက်ထပ် 34%လို့ပြောမှာပေါ့34ရာခိုင်နှုန်းဒီ market ရဲ့အကောင်းဆုံးရက်တွေကဘယ်အချိန်မှာရှိလဲဆိုတော့ဒီ bull market ကိုဝင်ပြီးသွားလို့ပထမ2လအတွင်းမှာရှိရလို့တွေ့ရတယ်အဲ့ဒါကြောင့်မလို့ကျမတို့အနေနဲ့ဘယ်အချိန်မှကိုယ့်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုငွေတွေအကုန်လုံးကိုပုံအောပြီးတော့တကယ်အကောင်းဆုံးတွေကိုရွေးပြီးတော့ invest လုပ်ဖို့စောင့်နေတာထက်အာနောက်ပြီးတော့လို့ရှိရင်လုံးဝကြောက်ပြီးတော့ဟာအခုလိုအချိန်မှဘာမှမလုပ်ဘူးဆိုပြီးဘေးမှာထွက်ထိုင်နေတာမျိုးအဲ့လိုမျိုးပြစ်လို့ချင်းကပို့ပြီးတော့ ဒီ market ထဲမှာကိုယ်ကရေရှည်ပုံစံမျိုးရည်မှန်းထားပြီးတော့ invest ပုံမှန်လုပ်သွားခြင်းထက်ဆိုလို့ရှိရင်ပို့ပြီးတော့အရှုံးကိုတွေ့ရနိုင်ပါတယ်။အဲ့ဒါကြောင့်မလို့အခုချိန်မှာကိုယ်ကအာ stock market မှာစပြီးရင်းနှီးမြှုပ်နှံမဲ့သူတွေအတွက်ဆိုရင်အခုချိန်ကအခွင့်ကောင်းမယ်။အဲ့ဒါကြောင့်အခုချိန်ထဲကစပြီးတော့ market ကိုမျက်ခြေမပြတ်စောင့်ကြည့်နေပြီးတော့ရင်းနှီးမြှုပ်နှံမှုတွေကိုစနစ်တကျစတင်ပြီးတော့လုပ်နိုင်ပါတယ်။ ကဲအခုဒါကတော့ American နိုင်ငံမှာအခုလက်ရှိဖြစ်ပေါ်နေတဲ့ဒီနိုင်ငံရေးစီးပွားရေးနဲ့ပတ်သက်ပြီးတော့အာနောက်ပြီးတော့ stock market crash ဖြစ်တာနဲ့ပတ်သက်ပြီးတော့ကျွန်မတိတော့ကိုပြန်လည်ပြီးတော့မျှဝေပေးထားတာဖြစ်ပါတယ်တကယ်လို့ဒီ video ကနေမှကိုတော်ဘူးသူတာရတယ်ဆိုလို့ရှိရင် video like ပေးဖို့မမေ့နဲ့နော်ကိုရဲ့ social media မှာလည်းကျွန်မရဲ့ video လွတ်လပ်စွာ share လုပ်နိုင်ပါတယ်နောက်ပြီးတော့ကိုကဘလို့ထင်လဲဆိုတာကိုလည်း comment ရေးပြီးတော့ကျွန်မနဲ့ဆွေးနွေးလို့ရပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်နောက် video ကြရင်တွေ့မယ်